အကြကြအကြကြဘာထူးသေးလဲကွာဟုတ်ပါယူတရာတူတွေဖြုတ်လိုက်ပြီအေးကောင်းတယ်ကောင်းတယ်ဘဲကွာငါတို့ကအတုအယောင်နေရောဘာရောလာပြောတာတေချာပြောလိုက်ယူ ਈ စီကိုနောက်တစ်ခါအတုတွေထွေးလို့ရှိရင်လည်းထပ်ဖြုတ်လို့အခုအတုတွေဖြုတ်ထားလဲကောင်းတယ်ကွာဟုတ်ကဲ့ဟုတ်ကဲ့ပါအာအဖဘာလို့ကနေရတော့။အော်မင်းကလေဟိုမှာအာဆီယံအာဆီယံအစည်းအဝေးပဲမှာ train ကိုမလေးရှားကြိုးဆိုတော့ train ကကတော့ငါလေး newbie လိုက်ကနေတာကွာဟာဟိုကဘောက်မှာမဖိတ်တာဟောမပါ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 ငါလေးအကြတာဟူတီဘူရီရဲ့ကြည့်ပြီးတော့ငါမပါလေကာမပေါ့แกแกแก တို့ဘာလို့ကနေရတော့ဩ train ရမလေးရှားကိုလာတဲ့ချိန်မှာမလေးရှားကြိုးဆိုတာကိုကြည့်ပြီးပျော်ပြီးကာ train မှာ like ကာတယ်တီးလုံးနဲ့စီးကျက်နေပါကွာအမေတော့ဟိုပူတူတူလေးမပါလို့လဲသူကာတာလည်းဖြစ်မှာပါကွာအားလုံးပဲမင်္ဂလာပါပဲဗျကိုဗေဒာရဲ့ပြောရအောင်မယ်စီပြန်လဲစတင်ပါပြီ ပြန်လဲစတင်ပါပြီဗျာဒီတစ်ပတ်ရဲ့ခေါင်းစဉ်လေးကတော့မအာလာရဲ့အတုတွေဖြုတ်မအာလာရဲ့အတုတွေ တော်လန်ရေးဘက်ကနေပြီးတော့အတူအရောင်ရွေးကောက်ပွဲဟာစစ်ကောင်စီကပြုတ်လုံမဲ့ဟာပူတူတူလေးကပြုတ်လုံမဲ့ဟာဘာပူကြီးကပြုတ်လုံမဲ့ဟာတွေကအတူအရောင်ရွေးကောက်ပွဲဆိုပြီးပြောပြောနေတာကိုကြာလာတော့ပူတူတူလေးရတယ်ခေါင်းထဲမှာထည့်ပြီအော်မခံကြီးမခံတာတွေဖြစ်တာအဲ့တော့သူကလည်းလုံးဝအတူအရောင်လုံးဝမရှိစေရဘူးအစ်စ်တေကြီးပြမှာအတူဆို လုံးဝမထအတူဆိုလုံးဝမထဘူးဆိုပြီးသူကလည်းပြန်ပြီးတော့ ဒါကိုခြေပတာအဲ့ဒီတော့ဘာလုပ်မလဲဆိုတဲ့ခါကျတော့ဒီဟာတွေကိုသူတို့ဖယ်ရှားတော့မယ်အတူရောင်လုံးဝမဟုတ်ဘူးမဲလိန်တာမုံဝမဟုတ်ဘူးနိုင်ငံတကာကိုသူချပြတော့မယ်လုံးဝမဟုတ်တဲ့အကြောင်းတွေကိုအဲ့တော့သူဘာလုပ်မလဲအကြကြအူစီစဉ်ခိုင်းလိုက်တယ်အကြကြမစီစဉ်ခိုင်းလိုက်လုံးဝအတူရောင်မဟုတ်ဘူးအဖြူရောင်ပြည်သူချင်ဘက်အမှုပညာရှင်တွေကိုလည်းအခုချိန်မှာ Foreign Policy Guard တွေအတင်းရိုက်ခိုင်း ဲမှာလည်းမြူးနေကြပြီမြူးနေကြပြီအခုလည်းလွှင့်နေပါပြီ MRTV တို့ဘာတို့ကနေဇလန်းတွဲတွေလာနေပြီနိုင်ငံတော် policy ကားတွေပေါ့အဲ့လိုတွေတဲ့အကြကြောက်သူကလှောက်ခိုင်းထားတယ်နောက်တစ်ဖက်ကလည်းဘယ်ကိုလှောက်ခိုင်းထားလဲဆိုတော့ UECU အတုမှန်သမျှမင်းအကုန်ဖြုတ်ဘာမှမထနဲ့အတုမှန်သမျှအကုန်ဖြုတ်ဖြုတ်ကိုဖြုတ်ရမယ်ဘဲကွာနေရာလေးတနေရာထိုင်ကုန်လေးတရာရဖို့လက်ကားတက်တက်မဲ့လာပြီးတော့ငါ့ကိုလာရှင်းတာ ်ရှင်တဲ့ဟာမျိုးဆိုလုံးဝမရဘူးအဲ့ဒီတော့ပက်ဆန်ကလည်းတကယ်တမ်းလောက်ရမယ်ဆိုလို့ရှိရင်ပါတီရွေးကောက်ပွဲမှာပက်ဆန်ထုတ်နေမှာလာစေချင်တာငါကပက်ဆန်လူချင်တာငါပက်ဆန်ရှိရမှို့ဘူးငါတောင်မှလူငွေတွေနဲ့လုံနေတဲ့ဟာကိုသူတို့ကကိုပက်ဆန်တုံးနဲ့ကိုမလာဘဲနဲ့ဘယ်အကျွေးတွေနဲ့လာပြီးတော့ပါတီဝင်ပြီးတော့သူကရွေးကောက်ပွဲဝင်ပြိုင်ချင်တာလုံးဝလက်မခံဘူးအဲ့တော့အကျွေးရှိတဲ့လူတွေလူမွေးစင်းပါတဲ့လူတွေကို ဘာ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 ဥပဒေရွေးကောက်ပွဲဥပဒေရထုတ်ပြေသွားပြီပါသွားပြီအဲ့မှာစပါသွားပြီတယောက်ပြီးသုံးလုံးပြီးပြီးပြပါသွားပြီနောက်တယောက်လည်းရှိသေးတယ်အစိုးရကြီးကပြောပါတယ်တယောက်ထဲနဲ့ကိုရီသွေးနေတာလူကလည်းမပြည့်ဘူးသူတို့ပါတီမှာအဲ့ဒီတော့ UEC ဖြုတ်သူတို့လည်းဘာမှမထမ်းနဲ့ကြံသေးတယ်နောက်တယောက်ရှစ်ရှစ်ရှစ် ရှစ်ပူးရှစ်ပူးအဝါရောင်ပြောင်ကြီး तू လည်းကြံသေးတယ် तू ကတော့ထုံးစံတိုင်းဖော်လန်ဖားနေတုံးဆိုတော့ခဏနားခိုင်းနေတယ်ဘယ်သူ့မှာလဲပြီးပြီးပြောင်ဆိုလားပြောင်ပြောင်ချမ်းဆိုလားဒါဟာလေးရှိနေတာဟုတ်နေရတာ ਨੇ तू ကဒါဝါပယ်ထုတ်လိုက်တယ်သတိထားသတိထား UEC ကရှစ်လျှောက်ပြီးတော့အကုန်ဖြုတ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 ်တဲ့စနစ်ကိုစလုတ်တော့မှာအဲတေကြတာကတော့ အတုတွေလုံးဝဖြုတ်တိလတမာရီ ပါဝါဆိုတာအဲ့ဒါပဲဗျာအမေစုကိုတယောခဲ့တဲ့ပြပြချမ်းလာဘီဘီချမ်းလာလွင့်ထွက်သွားပြီသူပါတီကနေလွင့်ထွက်သွားပြီအဲ့ဒါအဲ့ဒါလူကြီးကိုစော်ကားတာဟဲ့နောက်တစ်ယောက်ရှိသေးတယ် NLD ပါတီပြက်သွားပြီဘာညာနဲ့ကိုရီတွေးပြီးတော့ထထဟစ်နေတာနေရာကောင်းယူခြင်းနေတဲ့စန္ဒာမင်းတက်ရောက်လေ ပါရီယာမရှိရောနေရမရတဲ့ခါကျတော့အခုလာတာကနေဝင်ပြီးတော့ဖြာခင်းတော့မယ်ဗျထိုင်ကုန်းတော့နေရမရသေးဘူးเนาะတတိပုဂ္ဂလဆိုတော့ तू ကဖြာခင်းရတော့မယ်နေသားမျိုးရှိနေပြီဗျဟောကြံသေးတယ်ဘလူလဲဆိုတဲ့ခါကျတော့မေစုဟာနိုင်ငံရေးကျင်းသာမဟုတ်ဘူးအဂရီလိုက်စားတာပါဘာညာဆိုပြီးလူသိရှင်ကြဝေဖန်တိုက်ခိုက်တယ်ဗျာအဲ့လိုတိုက်ခိုက်ရုံနဲ့အားမရသေးဘူး तू က ခုဆိုလို့ရှိရင်ဟာဘာဖြစ်ပါလဲတခုခုဆိုရင်လိုင်းပေါ်မှာနိုင်ငံရေးနဲ့ပတ်သက်လို့ဟိုလိုတိုက်ခိုက်ဒီလိုဝေဖန်ပြီးတော့ဗျာရန်ကုန်မြို့တော်ဝင် နေရာကို ယူခဲ့ဘူးတဲ့ NLD ပါတီဟောင်းလဲဖြစ်တဲ့ပြီးသုံးလုံးပြီးပြီးပြားကတော့သူဘာဘာကြီးလိုပဲဗျာအာဆီယံအာဆီယံသွားတယ်လို့ပဲသူလဲနာမည်စရင်ပါတော့မယ်ဆိုကန်ဒီမှာ UEC ကနေတိဖြုတ်ထည့်လိုက်တာဗျာ အခုတော့တေးကြပါတယ် UEC ကလောက်လိုက်တဲ့ခါကျတော့တက်တက်ခံသွားရရှာပါပြီဗျာနောက်တစ်ယောက်ကြံသေးတယ်အဲရှစ်ဘူးဝါရောင် ပြောင်းကြီးရလေဗါတယ်လမ်းမတော်မြို့နယ်ကရာဇဝင်ရှိခဲ့တဲ့မြို့ဆိုပဲဘိုးကျောင်းအောင်ဆန်းကိုတိုင်ကလည်းလမ်းမတော်မြို့နယ်ကဝင်ပြိုင်ခဲ့တယ်ရွေးကောက်ပွဲကိုအဲ့ဒီအစင်လာတိုင်းသူကလည်းအဲ့ဒါကို လက်ခံပြီးအဓိကထားပြီးတော့ ဝင်ပြိုင်နာပါတဲ့ဆိုပြီးဆိုထားသေးတယ်ဗျာအဝါရောင်ပြောင်ပြောင်ကြီးကလည်းလာတယ်လာတယ်သူကလည်းရာဇဝင်လိုလိုမှတ်တမ်းလိုလိုနဲ့ဘာပူကြီးအလိုကျဖားနေတော့အခုချိန်တော့ကောင်းနေသေးတာပေါ့ဗျာနောက်ကြမှာပြောင်ပြောင်ကြီးကနေငောင်ငောင်ကြီးဖြစ်နေမှာတော့မြင်ရောင်မိပါသေးတယ်ဗျာထူးခြားစံပြမြမပြီတလွားမှာ အခုဆက်ပြီးထူးခြားလာတဲ့သတင်းကောင်းလေးရှိပါတယ်ဗျာအဲ့ဒါကဘာလဲဆိုတဲ့အခါကျတော့ဘာပူကြီးရဲ့တိဖြုတ်စွဲဖြုတ်အတူတွေဖြုတ်နေတဲ့ရွေးကောက်ပွဲမှာရွေးကောက်ပွဲမစခင်တည်းကမပြိုင်ခင်တည်းကအနိုင်ရနေတဲ့ပါတီတစ်ခုရှိတယ်ဗျာအားလုံးလည်းသိကြမှာပါဒါပေမဲ့ထူးခြားတာကအဲ့ဒီပါတီကတော့အားလုံးသိကြတဲ့ကြံ့ဖို့ပါတီပဲဖြစ်ပါတယ်ဗျာ ဘာကြောင့် तू ကကြိုနိုင်နေတာလဲဆိုတဲ့ခါကျတော့ကချင်ရဲ့စကိုင်းရဲ့တရင်လာရဲ့ရှမ်းနယ်မှာအမတ်နေရ28နေရဝင်းပြိုင်တဲ့အထက်မှာပါတီကဘယ်ပါတီမှမရှိဘူးအဲ့နေရာတွေမှာကြံ့ခိုင်ရေးပါတီတစ်ခုကပဲဝင်းပြိုင်တယ်အဲ့တော့တပါတီတွေပြိုင်ပြီးတပါတီတွေနိုင်နေတာပေါ့ဗျာထူးကြတာထူးကြတာအဲ့တော့ဘာပူကြီးကလည်းငโกတွေရမှာပဲ တယောက်เท้ပြိုင်တယောက်เท้နိုင်တဲ့စနစ်ကိုရွေးချယ်ထားတော့ကွက်တိသွားကြတာပေါ့ဗျာအဲ့တော့အားပေးရမှာကတော့ကြံ့ခံရေးပါတီကြီးပါပဲဗျာဘယ်သူပါပါမပါပါတပါတီတဲ့ပါပြီးတော့တပါတီတဲ့ပြိုင်ပြီးတော့နိုင်နေတာကြံ့ခံရေးပါတီပါပဲဗျာအဲ့တော့ဘဘူးကြီးရဲ့တယောက်เท้ပြန်ရွေးကောက်ပွဲစနစ်ကိုတေချာခြင်းသုံးထားတဲ့နေရာမှာလာမပုနဲ့လာမကန့်နဲ့ထားရနေစီရသွား ကြံတဲ့ပါတီများသတိသာထားပြီးတော့ဗျာသတိသာထားပြီးတော့ငโกတဲကမှဘာပူကြီးကစစ်စစ်ဆက်ဆက်နဲ့เนาะအွက်စစ်ကြက်စစ်သူကတေချာလှုပ်ထားတာကြံခံရေးပါတီမှာနေရာချထားပြီးသားဝင်ပြုတ်တွေခြိတော့ကြီးတွေအကုန်လုံးကိုနေရာနဲ့ပို့ထားပြီးတော့တေချာနေရာချထားပြီးသားသူ့နေရာနဲ့သူအခုလုံးမဲ့ရွေးကောက်ပွဲဆိုတာကလည်းဟန်ပြရွေးကောက်ပွဲတက်တက်ပါအတူအယောင်ရွေးကောက်ပွဲတက်တက်ပါ ဒါကိုစစ်အာဏာယူဖူးတယ်ထင်ပြီးတော့ဖူးကျင်ကြတဲ့လူတွေအတွက်အခုလာပြီနော်ဘာပူကြီးရဲ့လက်ချက်နဲ့ချီးထွက်ဖို့သာပြင်ထားချီးထွက်ဖို့သာပြင်ထားပြီးတော့ပါတီတွေရေကဲပြောင်းမြန်ပြီပြိုးပြောင်းပြီပြိုးဘာတွေပြောင်းတာလဲဘာပူကြီးကအခုပြောင်းမြန်ပြီဗျာတိုင်းမှုတွေကိုနေရာပြောင်းပုံစံပြောင်းတယ်ဗျာလက်စားတဲ့သူတွေကိုဖမ်းခိုင်းတာမလုပ်တဲ့လူတွေကိုပြောင်းဖြုတ် အဲဒီစနစ်ကိုကျင့်သုံးနေတာဗျာဘဲကွာမင်းတို့ကြီးပဲလူစားရဲစားတောင်းစားနေတာငါ့ကိုစော်ကားနေတာပဲကွာငါကိုလည်းမပေးမင်းတို့တော်တော်လေးကိုမိုင်းနဲ့ကောင်းတွေကွာဆိုပြီးတိုင်းမှုတွေကိုကျိန်မောင်းခဲ့သေးတယ်ဆိုလားပဲဘာစင်မှုတန်းနှစ်နှစ်ပြည့်တော့မယ်ဟုတ်လားဘာဖြစ်ကျင်လဲစင်မှုတန်းကနေထွက်ခြင်းတယ်ငါပြောပြီးသားပဲငါပြထမ်းတဲ့ စစ်မှုထမ်းဥပဒေတွေဆိုတာကအသေးထွက်ပဲရမယ်အရှင်ထွက်ဘယ်တော့မှမရဘူးငါမှာအပေါ်အများဆုံးကယာရုနဲ့စုတစိတ်တွေပဲအဲ့ဒီတော့စစ်မှုထမ်းဥပဒေဆိုတဲ့အတိုင်းမင်းတို့တွေကိုရှေ့တန်းမှာအသေးခံခိုင်းမယ်အေးမင်းတို့တွေဂိမ်သွားပြီဆိုတာနဲ့မဟင်းငါဘွဲတွေအစင်းနေရှိမယ်ယာရုတွေတိုးပေးမယ်စုတစိတ်တွေချင်းမြင်ပေးမယ်ငါငါဘို့ ငါအာနာရဖို့ပဲလှုပ်နေတာနော်ငါမလှုပ်ရဲတာဘာမှမရှိဘူးအဲ့ဒါဘာပုပုဒုဒုမအားလာအာနာယူပါလေရာဩဦးနေဝင်လက်ထက်ကဦးနေဝင်လက်ထက်ကဖြစ်ခဲ့တဲ့ဟာလေဘာလဲဆိုတဲ့အခါကျတော့အောင်ကျော်လင်းစစ်စင်ရေးဆိုလားဟဲ့အဲ့ဒါမဟုတ်လို့ရှိရင်စမူစာစစ်စင်ရေးဆိုလားပဲစာထဲမှာတွေ့လိုက်ရတယ် ဘာလဲဆိုတဲ့အခါကျတော့ပါတီကနေပြီးတော့အာနာကိုဥစမ်းယူကိုလွှဲပေးတာအဲလွှဲပေးတဲ့အချိန်မှာပါတီထဲမှာသူခိုင်းသလိုတွေမလောက်တာတွေသူထင်းသလိုတွေဖြစ်မလာတဲ့အခါကျတော့ထုံးစံအတိုင်းဦးနေဝင်းကြီးကအာနာပြန်သိမ်းတာပေါ့ဗျာအဲအဲ့ဒီဖြစ်စဉ်ကိုထတ်တူလိုက်နေတာကတော့အခုခေတ်ရဲ့မာအာလာစစ်အာနာယူပါပဲဗျာတထက်သေးကြအောင်ကိုလိုက်နေတာ တေကြပါတယ်မအလာရယ်ကိုဗီဒါရဲ့ပြောရအောင်မယ်ဆိုရင်ဒီတစ်ပတ်တော့ဒီလောက်ပါပဲဗျာနောက်တစ်ပတ်မှာကျွန်တော်တို့တွေပြန်ဆုံကြသေးတာပဲဗီဒါကတော့အသေးစားပြောပါ thank you